အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူတူရတင့်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပြင်းဝတ္ထုတွေမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပြင်းလက်နှစ်တိုင်မှ၆လုံးပြုနှစ်လက်ထူးဆန်းစွာပျောက်ဆုံးသွားခြင်းရန်ကုန်မြို့ကွက်လက်လန်းရှိတိုက်ကြီးပေါ်မှ၆လုံးပြုနှစ်လက် ထူးဆန်းစွာပျောက်ဆုံးသွားသောတဲ့တင်ကိုဒီဇင်ဘာ5ရက်နေ့ကအကြာတိရာကြောင်းလက်နက်တိုက်မန်နေဂျာကခြောက်လုံးပြူထားသောမှန်ပြီးတို့မှတေးကြစွာစစ်ဆေးသောအခါကြမှသိရှိရသည်ဆိုကြောင်းဖြစ်ပွားပုံမှာမန်နေဂျာသည်လက်နက်များပြထားသောအခန်းသို့စင်ရင်းနှင့်ဂိုင်မကိုက်စစ်ဆေးရာ32ဖို့ရှိသောခြောက်လုံးပြူများထားတဲ့မှန်ပြီးတို့ရောက်သောအခါတနက်များကိုတလက်ပြီးတလက် တေကြစွာကင်တွယ်ကြည့်သည်ဆိုကြောင်းထို့အခါမူလဆိုင်နှင့် ရွေးချယ်၍မရအောင် တူလှသော၆လုံးပြူအတုနှစ်လက်ကို တွေ့ရသည်ဆိုကြောင်း၆လုံးပြူအတုနှစ်လက်၏အကြောင်းအသွေးပုံပန်းစသည်တို့မှအလွန်တေသတော်လဲကင်တွယ်၍ကြည်သောအခါတနတ်အစစ်ထက်ပေါ်၍နေကြောင်းမောင်းပါတော်လဲပြောင်းပေါက်လေးစသည်တို့မပါကြောင်းစည်ရီးကိုမေးသောအခါစည်ရီးမှာ တအပ်သေးချာမြည်တို့မြမပြောနိုင်ကြောင်းသို့ရာပင်လွန်ခဲ့သော9ရက်ခန့်ကဥရောပတိုက်သားတယောက်တနဝဲလူဟန်နှင့်ကင်တွယ်ကြည့်ရှုကြောင်းသူဤပေါင်းမီအိတ်တွင်တော်မတော်လေးမလေးထဲ့ဆန်းပြီးလျင် ပြန်၍ထားရာ ထို့သူပြန်အထားတွင်တနချင်းလဲလှဲထားခဲ့သည်ဟု တွေးထင်ဖွယ်ရာရှိသည်ဟုပြောဆိုကြောင်းလက်နက်တိုက်မှန်နေကြသည် ထိုအကြောင်းပလိဌာနာသို့တိုင်တန်းထားသဖြင့် အထူးအရေးယူစုံစမ်းနေကြောင်း၎င်းတို့ဆွဆွဲသောဥရောပတိုက်သားမှာနမ်မဲကျော်တခိုးကြီးစောရာတပြင်းဤပုံပန်းနှင့်တူနေသဖြင့်စုံတော့ကျော်ဦးအောင်မြင်ကိုယ်တိုင်လိုက်လံစုံစမ်းလိမ့်မည်ဟုထင်ရကြောင်းမိတ်ဆွေကြီးကို အောင်မြင်လက်နက်တိုက်က၆လုံးပြူလက်နက်မှာကျွန်တော်ဤလက်ချက်ပင်ဖြစ်ပါသည်တို့အတွက်မိတ်ဆွေကြီးအားအလုတ်တစ်ခုတိုးလာသဖြင့်များစွာအားနာပါ၏တို့ရာတွင် မိတ်ဆွေကြီးတီတီအတိုင်းပင်ဈေးနှုန်းအဆမတန်ကြီးမြင့်ပါသည် သူတို့မှာလက်နှက်ရောင်းချခြင်းဖြင့်ကြီးပွားနေသူများဖြစ်ကြတနက်နှစ်လက်ဖိုးလောက်အတွက်အရေးကြီးကြမည်မထင်ပါ ထိုတနက်နှစ်လက်ဖြင့်ဆက်သွယ်သောအလုပ်တစ်ခုကိုလည်းမကြမီမိတ်ဆွေကြီးကြားသိရလိမ့်မည်ယခုတနက်ပြောက်သောကိစ္စအတွက်လည်းမိတ်ဆွေကြီးအပင်ပန်းခံရန်မလိုကြောင်းသိတာရန်အကြောင်းကြားရခြင်းဖြစ်ပါသည်စောရာတပ်ပြင်း ဦးအောင်မြင်ကအထက်ပါစာကိုဖတ်ရှုပြီးလျင်တစုံတရာကို တွေးတောနေဟန်ရှိလေတယ်။ရန်ကုန်မြို့ကြီးတွင်မြည်မျှပါနှံ့နိုးကြားနေသည်ဟု ဆိုရစေကမူပေါင်းမီဝန်များပစိုးတောင်ရှိနှင့် လူကြီးလူကောင်းဟန်တင်ထားသူများကိုဂယုဆိုင်အရေးပေးနေကြတုံးပင်ဖြစ်ရာထိုအကြောင်းကို နားလေသောဆော်ရာတပြင်းကပေါင်းမီတို့ဝတ်လျက် အင်္ဂလိပ်စကားကိုအင်္ဂလိပ်လိုပြောနိုင်သူတို့အုပ်ဖြစ်သည့်အတိုင်းလက်နက်တိုက်တို့ဝင်ရောက်ကာ တနတ်အမျိုးမျိုးကိုကြည့်ရှုပြီးနောက်မိမိလိုချင်သောတနတ်ကို သတင်းစာတွင် ပါသည့်အတိုင်းဝင်ရောက်ယူငင်ခဲ့ခြင်းဖြစ်လေတယ်။တပ်ပြင်းကပစ္စည်းတစုံတရာကိုခိုးတိုက်နေစဉ်လက်မှုလက်ချက်မီလီယံနှင့်ပင်လွတ်ထွက်သွားခဲ့ဖူးခြင်းများလျာယခုတနတ်ကိစ္စမှာမိမိစုံစမ်းတော်လဲအချီးနှီးဖြစ်လိမ့်မည်ဟုဦးအောင်မြင်၏စိတ်တွင် တွေးထင်ဟန်ရှိလေတယ်။သို့ရာတွင်တနတ်နှင့်ဆက်သွယ်၍ အခြားအလုတ်တစ်ခု လုံအောင်မည်ဟုရေးသားထားရာထိုအလုတ်ကိုမိမိတို့မသိရှိရကစုံနောက်အဖွဲ့ကြီးသည်နာမည်ပြတ်သက်ထက်ပြတ်တော်မည်ဟု အထူးစိုးရိမ်ဟန်ရှိလေတယ်ထိုအခိုက်တယ်လီဖုန်းမှကလင်းကလင်းမြည်နေသဖြင့်လှမ်းယူကင်တွေကဟယ်လိုမှန်ပါကျွန်တော်အောင်မြင်ပါပဲတနက်နှစ်လက်လားတပြင်းအစ်စ်ပဲသူယူချောင်းစာရပါတယ်တနိုင်တယ်လို့စူးစမ်းပါမယ် တယ်လီဖုန်းအတန်ရက်ဆဲသွားလေတယ်။ဦးအောင်မြင်ကတစုံတရာကို အကြံရသည့်လက္ခဏာနဲ့မိမိရုံးခန်းမှထွက်ကာကားယုံပေးသူရှောက်ခဲ့လေတယ်။မကြာမီကားကလေးတစီးကပေါ်ပြပါလက်နက်တိုက်ရှိသူရက်ခါအသက်40ခန့်လူကြီးတယောက်ကလက်နက်တိုက်ထဲဝင်ရောက်သွားလေတယ်။အောင်မြင်စုံတော့ဟူသောစာရွက်ကလေးမန်နေဂျာ၏အခန်းထဲသို့ရှီတော်ပြေးအဖြစ်ဝင်ရောက်သွားပြီးနောက်မကြာမီချာပရာစီတကားဖွင့်ပေးသဖြင့် ဥအောင်မြင်လဲဝင်ရောက်သွားလေတယ်။စကားအနေငယ်ပြောဆိုခွင့်ရမလားခမညာ။ရပါတယ်ရပါတယ်ဥအောင်မြင် ပြောနိုင်ပါတယ်။ခြောက်လုံးပြူပြောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသိချင်တာကလေးများ ရှိလိုပါပဲ။တရင်စားရပါတဲ့အတိုင်းပါပဲဗျာ။ဥရောပတိုက်သားလို့ဝတ်ထားတဲ့အကောင်ဖြစ်မှာပဲ။မြန်မာတရင်စားရီထဲတော့စောရတပြင်းလို့ရေးတဲ့အကြောင်းကျွန်တော်တိုက်ကမြန်မာစီးရီးတယောက်ကပြောပါတယ်။ဟုတ်ကဲ့ ဒါဆောရတပြင်းပါပဲဆောရတပြင်းဆိုရင်ဥောင်မင်းတို့မတနိုင်ဘူးပေါ့လူကြီးမင်း သူအချောင်းကြားဖူးပါလိမ့်မယ်ကြားဖူးပါတယ်ဒါပေမဲ့တဲလက်ကယူမဆိုင်ပါဘူးခမညာအခုကျွန်တော်သိလို့တာကဆောရတပြင်းရဲ့လူကြီးမင်းဘလို့အဆက်အသွယ်များရှိဖူးပါသလဲထို့အခါမန်နေဂျာကမျက်နှာများနီလျက်စိတ်ဆိုးသလိုဖြစ်သွားပြီးမှဒေါသချုပ်တီးဟန်နဲ့ ဥောင်မင်းဆိုလိုတာကကို့တိုက်ကလက်နက်ကိုတပြင်းထုတ်ရောင်းပြီးတကယ်ပြောက်သွားဟန်လုတ်တယ်လို့ဒီလိုမဆိုလိုပါဘူးတပြင်းနဲ့လူကြီးမင်းစန့်ကျင်ဘက်ဖြစ်ဖို့သလားလို့အိုးကျွန်တော်သူ့ကိုမသိပါဘူးသူနဲ့ဘာမှအဆက်အသွယ်မရှိပဲဘယ်နဲ့စန့်ကျင်ဘက်ဖြစ်နိုင်မလဲသူနဲ့တကားမှမတွေ့ဘူးဘူးသူအတွင်းချာပရာစီကလာတယောက်ဝင်ရောက်လာက မန်နေဂျာကဂျေဇူးပြည့်၍ဦးအောင်မြင်တို့ဟု အင်္ဂလိပ်လိုလိပ်တက်ထားသောစာတစောင်ကို ပေးလေတယ်။မန်နေဂျာလည်းလိပ်စာကိုကြည့်ပြီးဥအောင်မြင့်တို့ လက်ကမ်းပေးလိုက်သဖြင့်ဖွင့်ဖောက်ဖတ်ရှုရာမြမာလက်နေဆက်စလုံးဖြင့်မိတ်ဆွေကြီးဥအောင်မြင့်မနေ့ညကကျွန်တော်ပေးထားသောစာကိုဖတ်ရှုပြီးဟုထင်ပါသည်။ကျွန်တော်စာအရမိတ်ဆွေကြီးတွေးတောယူဆပုံမှာအလွန်နီးကပ်ပါသဖြင့်မိတ်ဆွေကြီးအမျောအမြင်ညာကို မချီးမွမ်းပဲမနေနိုင်ပါ။ တို့ရာတွင်မိတ်ဆွေကြီးသည်မန်နေဂျာအားဆောင်စမ်းသောအခါအเจ้าမှန်ကိုပြောမိမထင်၍မိတ်ဆွေကြီးသိရှိရန်အနှဲငယ်ရေးပြရစေကျွန်တော်သည်ပလက်အရာရှိဟန်ဆောင်၍သူ့အခန်းထဲဝင်ကောင်မလေးကိုထုတ်သူ့အားခြောက်လုံးပြုနှင့်ချိန်ထားစဉ်ကျုပ်ပလက်မဟုတ်ဘူးမြမမင်းကလေးတယောက်ကိုလူမျိုးကြားနှင့်ပြောပါတာမချိချင်းလို့လှောက်ရတာပဲဟုပြောသောအခါမင်းဘသူလဲဟုမေးပါသည် ကျုပ်ဘသူလဲဆိုတာခမည်းကိုမပြောလိုဘူးကျုပ်ဟာခမည်းလက်နှက်တိုက်ကတနက်ကိုခိုးယူပြီးခမည်းကို ပြစ်တတ်နိုင်စွမ်းရှိတဲ့လူတစ်ယောက်ပဲဟုပြောရာဒါဖြစ်ရင်မင်းငါလက်နှက်တိုက်ကတနက်တလက်ခိုးနိုင်ရင်မင်းကိုငွေ9000ပူစော်မယ်ဟုပြောပါသည် ကောင်းပြီကျုပ်ဟာဆောရာတပင်းဆိုတဲ့တခိုးပဲ နောက်အခါခမည်းသာဂတိမဖြတ်ပါနဲ့ဟုဆိုပြီးကောင်မလေးကိုဆွဲခေါ်ခဲ့ပါသည်ကောင်မလေးအား ကျိန်လုံးနှင့်ရိုက်နှက်ဆုံးမှပြီးအမျိုးသမီးကယ်တင်ရေးတပ်တို့ပို့ခဲ့ပါသည်မန်နေဂျာကတစ်နှစ်ခန့်ကြာပြီးဖြစ်ပေသူတတိယချင်းမှရပါမည်ကျွန်တော်လဲတနက်ရအောင်အတော်ကြံစီရာယခုမူငွေ9000ရရန်ကြံစီရပါအောင်မည်ဆောရာတပြင်းမန်နေဂျာကဦးအောင်မြင်စားဖတ်နေသည်ကိုစောင်းစားကြည့်ရှုနေလေတဲ့တို့ကြရင်တစုံတရာမေးမြန်းခြင်းမပြုဘဲ ခတ်တွေတွေစဉ်းစားနေခိုက်ဦးအောင်မြင်ကခမားလွန်ခဲ့တဲ့တနေ့လောက်ကခမားခြံရှိတဲ့6မိုင်မှာဘာမှမဖြစ်ခဲ့ဘူးလားတတိရာသေးရဲ့လား6မိုင်မှာအိုးကျုပ်ဘာမှမဖြစ်ခဲ့ပါဘူးစဉ်းစားပါဦးမြန်မာမင်းကလေးတယောက်နဲ့ပျော်ပါတဲ့အကြောင်းလေမန်နေဂျာကထိုအခါကြမှတတိယလာဟန်နဲ့"အိုးဟုတ်တယ်ဟုတ်တယ်ဦးအောင်မြင်း။တပြင်းဆိုတဲ့အကောင ကောင်မလေးကိုခေါ်သွားတယ်။အပေါက်ဆောင်ခိုင်းထားတဲ့ကလေးအဖေါ်ကိုမေးစည်းတင်သွားတယ်။သူဟာအတော်ရဲတာပဲ။ခမင်းနဲ့ဘာပြောသေးလဲ။မပြောပါဘူး။ကောင်မလေးကိုခေါ်ထုတ်သွားတာပဲ။ဒါဖြင့်တနက်ခိုးတဲ့ကိစ္စနဲ့ဘာမှအဆက်အသွယ်မရှိဘူးပေါ့။သူဘလို့ချမ်းမယ်ဆိုတာကျွန်တော်ဘယ်နဲ့ပြောနိုင်မလဲ။ခမရတိုက်ကတနက်ခိုးနိုင်ရင်ငွေ9000ပေးမယ်လို့ပြောလိုက်တယ်မဟုတ်လား။အိုး ဒါမှကျွန်တော်စိတ်ဆိုးလို့ပြောလိုက်တာပဲသူ့ကိုဘာကြောင့်ပေးရမလဲသူကဒီငွေ9000ခမားစီလာတောင်းရင်ရော ကျွန်တော်ဘာလို့ပေးရမှာလဲကျွန်တော်မကြောက်ပါဘူးမန်နေဂျာမှာမိမိအဖြစ်ကို ဖုံးကွယ်ထားလို့ဟန်ရှိတော်လဲဦးအောင်မြင်ကခရီးစဉ်တွင်းကြပြောပြနေသဖြင့်မငင်းသာပဲဝန်ခံခဲ့ခြင်းဖြစ်တယ်ကျွန်တော်တတိပေးလို့တာကခမားသူ့ကိုငွေ9000ပေးမယ်လို့ကတိပေးထားတော့ သူတနည်းနည်းနဲ့ရအောင်ယူလိုက်မယ်။ဥအောင်မြေရုံနှန်းစကားပြောနေရတာ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ဝရီယာကခမရကိုတတိပေးဖို့ရှိတယ်။ကျွန်တော်ကိုတက်ပြစ်တောင်သူမရဘူး။ငွေကကျွန်တော်လက်ထဲမှာမဟုတ်ဘူး။ဘန်တိုက်မှာထားတာ။ဘန်တိုက်ကို ဖောက်နိုင်သလား။အခန့်တင်ရင် ဖောက်နိုင်ပါတယ်။ဒါပေမဲ့ဒီလူဟာခမရစီကငွေကို တနည်းနည်းနဲ့ရအောင်ယူပါလိမ့်မယ်။ဥအောင်မြေစိတ်ထဲမှာ ။တပင်းကိုလူစွမ်းကောင်းတယောက်လိုထင်မှတ်နေပါလိမ့်မယ်။ခမရနောက်တော့သူအကြောင်းသိမယ်။ကျွန်တော်အကြံပေးလိုတာကခမရအသွားအလာအနေတိုင်းစင်ကြင်မှုအကြောင်းထူရင်ကျွန်တော်ကိုအကြောင်းကြားဖို့ပဲ။ဥအောင်မြင်းကအမှန်အားဖြင့်တပင်းကိုရမိအောင်ဖမ်းမိလိုသူဖြစ်တယ်။တို့ရရင်မန်နေဂျာရဲ့မခိုးမခန့်အမှုအရာကြောင့်ငနေထံကငွေ9000တပင်းရအောင်ယူနိုင်ပါစေဟုတွေးတွန်းဟန်ရှိလေတယ်။ဥအောင်မြင်းမှာ မန်နေဂျာရဲ့အခန်းမှထွက်ကာတက်ပြင်းငွေယူမဲ့ဤအမျိုးမျိုးစဉ်းစားရင်းကားလေးမှာအတွင်းဝင်ရုံးစီတို့ပြည့်လျက်ရှိလေတယ်။ထိုနေ့ညနေပိုင်း၌လက်နက်တိုက်မန်နေဂျာမှ ပေးပို့လိုက်သောစာတစောင်ကိုဥအောင်မြင်ဖတ်ရှုရပြန်လေတယ်။ထိုစာမှာတက်ပြင်းထံမှလက်နက်တိုက်မန်နေဂျာအားပေးသောစာဖြစ်ရာလွန်ခဲ့သောနှစ်နိုဝင်ဘာလ9ရက်နေ့ကဂတိအတိုင်းတက်ပြင်းအားမိခဲ့သောငွေ9000ထုတ်ပေးမိဟု မင်းမြန်သောစာပင်ဖြစ်လေတယ်။ဦးအောင်မြင်လဲတယ်လီဖုန်းဆက်ခါလက်နက်တိုင်မန်နေဂျာအားဤတို့မြစာမပြန်ငွေမပေးဘဲနေဖို့မိမိကိုယ်တိုင်တတိဝရိယာရှိဖို့ညွှန်ကြားလိုက်သဖြင့်မန်နေဂျာမှအေးအေးနေလိုက်တယ်။ဦးအောင်မြင်ကထို့သူအကြံပေးတော်လဲတပြင်းတနီးနီးနဲ့ယူငင်မိကိုယုံကြည်ရကားမိမိကမိကဲ့သို့ကူညီရပါမလဲမိမိတို့ဆောင်တော့ပဲအထင်သေးခံရမိကို စိုးရိမ်စိတ်များပေါ်ပေါက်နေဟန်ရှိလေတယ်။နောက်တနေ့နနက်10:00နာရီအချိန်တွင်ကကွက်လလန်းလက်နက်တိုက်ရှိတွင်ကားကြီးတစ်စီးထိုးရက်လိုက်၍ကားပေါ်မှနှုတ်ခမ်းမွေးကောင်းကောင်းဝဝတုတ်တုတ်အစိုးတောင်ရှိမျက်နှာဝိုင်းဝိုင်းအသက်50ခန့်တာနာသောလူကြီးတစ်ယောက်ကလက်နက်တိုက်ထဲသို့ဝင်ရွေ့သွားလေတယ်။မန်နေဂျာအခန်းအပြင်ဘက်တွင်ရှိသောချာပရာစီကလာအားဦးလှမင်း မင်းတိုင်မင်းအမတ်ဟုရေးပေးလိုက်ရာထိုလူကြီးကမကြမီမန်နေဂျာရဲ့အခန်းထဲသို့ရောက်သွား၍မန်နေဂျာရဲ့ဘေးတွင် ထိုင်မိလေတယ်။ဘာကိစ္စရှိပါသလဲခင်ဗျာ။ကျွန်တော်လက်နက်လိုင်စင်ယူတဲ့အကြောင်းစုံစမ်းခြင်းလို့ပါပဲ။ကျွန်တော်နာမည်ကြားဘူးတယ်မဟုတ်လား။ကြားဘူးပါတယ်။လူတော့မမြင်ဘူးဘူးခင်ဗျာ။အမတ်စင်ရင်တည်းမှသာဒီနာမည်တွေ့ဘူးတယ်လို့ထင်တာပါပဲ။ဒီလိုဗျ။ ကျွန်တော်ကတွန်းနယ်ကအမှတ်တနက်လိုင်စင်ယူဖို့ဟာကျွန်တော်ထင်သလောက်မလွယ်ဘူးဒီတော့ဟောဒီရန်ကုန်ကယူရင်ဘသူစီစာတင်ရမယ်ဆိုတာမေးမြန်းချင်လို့ပါပဲရန်ကုန်မှာတော့တွန်းနယ်လိုအရေးပိုင်စီမတင်ရဘူးပလေမင်းကြီးစီတင်ရပါတယ်လူကြီးမင်းတင်လို့ပါကရှောက်လာပုံစံပေးပါမယ်အစီကံအားခေါင်းလောင်းနှိပ်ပြီးခေါ်လိုက်လေတယ်ဒလားတယောက်အားရှောက်လာပုံစံယူခဲ့စီပြီးလျင် မန်နေဂျာကိုယ်တိုင်ရေးရံနေရာမန်နေဂျာမျက်လုံးပြူးသွားလောက်အောင်တစုံတစ်ခုရှေ့သို့ကျလာတယ်။ထိုကျလာသောအရာမှာအခြားမဟုတ် မန်နေဂျာငွေထားသောဘဏ်တိုင်မှချက်စာရွက်မျိုးတစ်ခုဖြစ်၍ဥလာမင်းတို့ငွေ9000ထုတ်ပေးရန်ဘဲအပ်ချက်သဘောမျိုးအသင့်ရေးပြီးဖြစ်သောကြောင့်လဲမန်နေဂျာကောင်းအမော့လိုက်၎င်း၏ပေါင်တွင်တစုံတရာနှင့်ထိုးနေသည်ဖြင့်ငုံကြည့်ရာ၆လုံးပြူးပြောင်းတံဖြစ်နေသည်ဖြင့် ရုတ်တရက်ကြက်တီတီရွှေ့နေလေတဲ့ကျုပ်တပြင်းလေ မမှတ်မိဘူးလားခမားကတိအတိုင်းချက်မှလက်မှတ်ထိုးလိုက်ပါရီဒီရာတာလှုပ်ရင်တနက်ပြောင်းကခမားချက်ကိုချိန်ထားတယ်ဘယ်လက်ဖြင့်စာရွက်ကိုထောက်ခါလက်မှတ်တောင်းရွှေ့နေလေတဲ့မန်နေဂျာကအပြုံးမပြတ်ဟန်မပြတ်သူကိုယ်သူပြုပြင်လိုက်ပြီးလျင်ဒီလိုအတင်းအကြပ်မလုပ်ရပါဘူးရပါတယ်မိတ်ဆွေ သူ့ပြောကအလွယ်တကူလက်မှတ်ထိုးပေးလိုက်လေတယ်။မန်နေဂျာကတခုကို တင်ကူးစီမံထားဟန်ရှိတယ်။လက်မှတ်လင်းမြန်စွာထိုးသဖြင့်တပြင်းရိမ့်မိလေရာတပြင်းဤပစက်မှရွှေခနဲမှောက်လိုက်လျင် ကလားတယောက်ရုတ်တရက်ဝင်ရောက်လာလေရာတပြင်းကလက်မှတ်ထိုးပြီးချက်စာရွက်ကိုပေးလိုက်လေတယ်။မန်နေဂျာကထိုးအခါကြမှငွေ9000တကယ်ထုတ်တော်မီကိုတိရှိရကတပြင်းချက်လက်မှတ်စာရွက်နဲ့ တိုက်ထဲကမထွက်ခင်ဖမ်းမိဟူသောအကြံမှာ ပြက်ပြားသွားလေတယ်။သို့ရာတွင် မန်နေဂျာရဲ့အပေါ်တွင်တင်ထားသောတနတ်မောင်းလှုပ်ခြင်းဖြင့်မန်နေဂျာရဲ့ခြေအောက်တွင်အထိမ်းမှန်ခလုတ်တစ်ခုရှိရမည်ဟုတွေးမိကာတပြင်းဘေးသို့စောင်းကြည့်လိုက်သည့်နှင့်တပြိုင်နက်၆လုံးပြူတစ်ခုက အခန်းနံရံမှတပြင်းအချိန်ရွယ်ထားသည်ကို တွေ့ရလေတယ်။တပြင်းမှာအချင်းအကျက်သေးရောက်လျင်စိတ်ကူးညံပုံမူထွက်တာသူဖြစ်ရကား ်မိမိမိတို့ပြုမူရမည်ကိုစူးရှာတော်ဉာဏ်ဖြင့်စဉ်းစားနေတယ်။ဘယ်နဲ့လဲတပြင်းပိုင်လာပြီဆိုပြီးလာခဲ့တာမဟုတ်လား။ဟုတ်ကဲ့မိတ်ဆွေငွေ9000ခုလောက်စုထုတ်ပြီးရောပေါ့။ငွေ9000ထပ်အဖိုးတန်နဲ့တခိုးကျော်ကိုမိနေပြီပဲဟာ။မင်းတနဲ့ချလိုက်ပါ။မချရင်မင်းမျက်လုံးကြည်စံဖောက်သွားမယ်။တို့ကြရင်တပြင်းမှာကြီးကြီးရတာလုံနေတဲ့ဖြင့် ဟေ့တနက်မချဘူးလားငါဒီကလက်ပြလိုက်ရင်မင်းကိုတခါလေးပြစ်တတ်လိမ့်မယ်ကျင်းဝါလေတဲ့ထိုအခါ၌တက်ပြင်းမှာအတန်ထွက်အောင်ရေမောလိုက်လေတဲ့ဘင်းနေလေတက်ပြင်းပိုင်းလာပြီဆိုပြီးလာခဲ့တာမဟုတ်လားဟုတ်ကဲ့မိတ်ဆွေငွေ9000အခုလောက်ဆိုထုတ်ပြီးရောပေါ့ငွေ9000ထပ်အဖူးတန်နဲ့တခိုးကြော်ကိုမိနေပြီပဲဟာမင်းတနတ်ချလိုက်ပါမချရင်မင်းမျက်လုံးကြည်စံဖောက်သွားမယ် တို့ရာရင်တပြင်းမှာရည်တီရာတာလုံနေသဖြင့်အေးဘာနဲ့မချဘူးလားငါဒီကလက်ပြလိုက်ရင် မင်းကိုတခါလေးပြစ်တတ်လိမ့်မယ်ကျင်းဝါလေတဲ့ထိုအခါ၌တပြင်းမှာအတန်ထွက်အောင်ရေမောလိုက်လေတဲ့မန်နေဂျာစကားမှားဒီကိုတပြင်းကချက်ချင်းရင်းပြီးလေတဲ့အပြင်ကမန်နေဂျာဤလူမှာမန်နေဂျာလက်ပြမှပြည့်ရမည်ဖြစ်ရာမန်နေဂျာလက်မပြအောင်တပြင်းကအရင်ဦးနိုင်ဒီကို တွေးတောမိပြီးလျှင် ဲ့ဒါမိတ်ဆွေညံ့တာပဲအပြင်လူကမိတ်ဆွေလက်ပြမှာပြည့်ရမှာကျုပ်ကမိတ်ဆွေလက်ပြမယ်လို့ဟန်ပြင်လိုက်တာနဲ့တပြိုင်နက်မိတ်ဆွေရဲ့ချက်ကိုကြီးစံဖောက်ထွက်သွားစေရမှာပေါ့မန်နေဂျာအကြက်ကြုံရွေနေလေတယ်မိမိစကားမှားသွားတယ်ကိုလည်းချက်ချင်းတတိရသွားဟန်တူလေတယ်တပြင်းအချင်းရွယ်ထားသောတနပ်ပြောင်းမှလည်းလေကောင်းဝင်တယ်လို့အပြင်သို့နှုတ်ထွက်သွားသည်ကို မန်နေဂျာမျက်လုံးပြွ၍ကြည့်ရှုနေမိလေတယ်။ မိတ်ဆွေလိုအကြံဉာဏ်ကောင်းတဲ့ပုံကိုကြီးစီကျွန်တော်ပဲမှတယောက်ထဲလာမလဲမိတ်ဆွေအပြင်ဘက်မှာခမရတိုက်သားချာပရာစီ9ယောက်ရှိတယ်မဟုတ်လားကျုပ်တပည့်2ယောက်ကထိန်းထားပြီးပါပြီကျုပ်လိုချင်တဲ့ငွေရပြီမို့မိတ်ဆွေကိုမနှိပ်စက်လိုပါဘူးဒါပေမဲ့15မိနစ်လောက်တော့အိပ်ပြီးနေရစ်စီခြင်းနဲ့ပြောပြောဆိုဆိုလက်ကင်ဘဝနဲ့မန်နေဂျာရဲ့နှာခေါင်းကိုတွေ့လိုက်ရာမန်နေဂျာမှာ ်ခေါင်းငိုက်ဆိုင်ကြသွားလေတယ်။အပြင်ဘက်တွင်လည်းလူခွနှစ်ယောက်ကို နေကာအဘွေကြီးနှင့်စု၍အုပ်ထားရာခြောက်လုံးပြုနှင့်လူစိုးရှိသည့်အထင်နှင့်တုတ်တုတ်မျှမလှုံဝန်တော်ချေ။အဖြစ်အပျက်က15မိနစ်ခန့်မှကြာရှိကာကားကလေးတစ်စီးမှ10မိနစ်ခန့်မှဖြောက်ရှိလာလေတယ်။တို့ကြတွင်တပြင်းတို့လူတိုက်ကိုအဆအနမျှမတွေ့ရနေကာအဘွေနှင့်အုပ်ထားသူများ မေဆီငွေကြောင့်အိပ်ပျော်နေသောမန်နေဂျာကိုတွေ့ရလေတော့ရာဥအောင်မြန်မာငါအပျော်သားတီတီကလေးလွဲသွားတယ်ဟုတူတူညီတွားရင်းတိုက်ထဲကလူများအားအဖြစ်အပျက်ကိုမေးမြန်း၍နေလေတယ်စာပေလောကထုတ်စောရာတပြင်းမှနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ